ဆရာတော်အော်စတြေးလျာဗီဇာလျှောက်တာပြီးခဲ့တဲ့လ24ရက်နေ့အောင်ဒီနေ့ကဟိုနိုလူးလူးမှာ16ရက်နေ့ ဒီနေ့ကြမှာတော့အီးမေးလ်နဲ့အကြောင်းပြန်တာပေါ့23ရက်လောက်တော့ကြာ 23ရက်လောက်ကြာမှဖြေထွက်တော့ဒီနိုင်ငံရေးစီးပွားရေးမကောင်းလို့မြန်မာနိုင်ငံမှာနိုင်ငံရေးနဲ့စီးပွားရေးမကောင်းလို့ပေါ့အရင်ခီးရာဇဝင်တွေရှိပေမဲ့လည်းအတိတ်ကိုကြည့်ပြီးတော့ဆုံးဖြတ်မပေးနိုင်တာလို့ရေးထားတယ်တန်ယုံကပြန်စားပါလေ အဲနဲ့ဩစတြေးလျမှာတရားစခန်းစီစဉ်ထားတာ၄တော့မကြွပြစ်တော့ဖြစ်သွားတော့ဟိုလင်းလက်မှတ်လဲမဲလ်ဘုန်းစစ်နီပြဘေးမျိုးတွေကိုလင်းနဲ့ကြွတော့နိုင်ငံကျဲတော့အဲအဲ့ဒီလက်မှတ်တွေလည်းပြန်ပြီးတော့ cancel လုပ်အောင် ောက်အမေရိကလိုက်မဲ့ဆရာလေးနှစ်ပါးနဲ့ဟယ်လန်လဲအော်စီဗီဇာတော့ရှောက်ထားတော့ဒါပေမဲ့ဆရာတော့မကြွားပြစ်တော့အခုစင်ကာပူကိုပဲလိုက်စင်ကာပူမလေးရှားလိုက်ပြီးတော့အဲ့ဒီကနေပဲဆရာလေးတို့ဟယ်လန်တို့ကမလေးရှားဒါမှမဟုတ်စင်ကာပူကနေအမေရိကကိုပြန်မယ်ဆရာတော်ကတော့ မလေးရှားဒါမှမဟုတ်စင်ကာပူကနေလေးလပိုင်း၄ရက်နေလောက်၄ရက်၅ရက်ပေါ့လေတရရရပေါ့မြန်မာနိုင်ငံကိုပြန်ပါဘောမြန်မာနိုင်ငံမှာတော့ဆရာတော်ကနန်းဆန်သိန်းချောင်းမှာ6ရက်နေတရားပွဲရှိတယ်ညတရားပွဲနောက်7ရက်နေလေးလပိုင်း7ရက်နေကတန်လင်းတဘာဝိတာကိုယ်ကြီးက ဘဂဝိတုမှာတရားပွဲရှိတော့ညာတရားပွဲရှိပြီးတော့ထိုင်းကိုကြွားမှာပေါ့ထိုင်းရမှာပြီးရင်အောင်ကြွားမှာထိုင်းမှာတော့တကြံရင်းတရားစခန်းရှိတယ်ပြီးရင်အမှာကမလာပိုင်းလေးလပိုင်း26ရောက်သွားပြီးတော့ 28ကနေပြီးတော့တရားစခန်းရှိတာပေါ့။ရန်တန်းနေပြီးတော့ငါးလပိုင်း25ရက်နေလောက်အိန္ဒိယပြန်ကြွားပြစ်ဖို့ညားရတယ်ပေါ့လေ။အဲ့တော့စင်ကာပူကိုဆရာတော်က27ရက်နေ့မနေ့အစောကြီးပေါ့2နာရီခွဲလောက်ရောက်သွား စင်ကာပူမှာ9ရက်လောက်နေပါဦး27ဆင်28လောက်မလေးရှားကိုကြောက်မလေးရှားဗီဇာကတော့လျှောက်ပြီးတာအဲမလေးရှားမှာတစ်ဆင့်လေးလပိုင်း၄ရက်၅ရက်နေလောက်ဒီမှာပြန်ကြောက် မေရိကတဘာဝရေးတာကဆရာလေးအနတ္တရယ်ဆရာလေးအခရယ်ဟဲ့လေမစင်ကာပူဒီဟိုနိုလူလူကနေပြီးတော့ဒီအချိန်20ရက်နေ့နေ့လယ်12နာရီကို12နာရီလေးရင်းနဲ့စင်ကာပူကိုလိုက်လာမှာဟိုတော့22ရက်နေ့နေ့လယ်တနာရီရောက်မှာ မလေးရှားလေးလိုက်မလေးရှားတော့ကားနဲ့သွားပြဖို့များရေထားရှိတာအေးအဲ့ဒါတော့ခုကျမှကြည်တာပါဘောလေအဲ့တော့မလေးရှားအဖွဲ့နဲ့ညှိပြီးတော့မှမလေးရှားနဲ့စင်ကာပူကလည်းဆရာတော့မရောက်တာကြာပြီဆိုတော့အခုမှပဲဩစတြေးလျခီးစဉ်စားထိုးပါလေကြွပြစ်တာပါ ဒီဟိုနိုလူလူမှာတော့မထင်မှတ်ပဲနဲ့တရားတွေတရားကိုတကယ်စိတ်ဝင်စားတဲ့မဟာစီပေါ့နော်ရှင်တောင်ကုန်ဆရာတော်ကြီးရဲ့တပည့်ဒီဒီနိုင်ငံသားယောဂီတွေနဲ့တွေ့တာဗီယက်နမ်တွေနဲ့တွေ့တာအဲကြောင့်လည်းတရားတွေတော့အများကြီးရှင်းပြပြသွားတာသူတို့လည်းတော်တော်လေးတော့ကျင့်နှံ့မှုရတာ လူရိုင်းမများပါပဲလေတရားကိုစိတ်ဝင်စားတဲ့လူတွေရှိတယ်ဆိုတော့ယာဒူတို့ကလည်းကောင်းတဲ့အတွက်ပေါ့ဒီဟိုနိုလူလူတို့တော့နောက်လဲကြွားပြီးတော့တရားစခန်းတွေဖွင့်ပြမှာဩစတြေးလျတော့နောက်ပိုင်းဗီဇာရတဲ့ချိန်ကြမှာပဲတစ်ခါထပ်ပြီးတော့စူးစမ်းကြည့်ရမှာ ဗီဇာတော့မြန်မာဗီဇာမြန်မာပတ်စပို့ဆိုရင်မပေးဘူးလို့သိထားတယ်လေဗီဇာလျှောက်တာတော့မှဒေါ်လာ300ကျော်လောက်ကျတာပဲအရင်လဲတစ်ခေါက်ကြွဘူးတော့ green card လည်းရှိတော့ရနိုင်မယ်တော့ထင်တော့ဗောနော်ဒါပေမဲ့လက်တွေ့ကျတော့ဖြစ်မလာဘူးဗောဒါပေမဲ့မကြွတာကြာပြီဖြစ်တယ်မလေးစင်ကာပူတော့အစာထိုးပြီးတော့ကြွပြစ်သွားမှာ ဩစတြေးလျကိုဝယ်ထားတဲ့လက်မှတ်ကိုအဲမဲဘုံကနေပြီးတော့စင်ကာပူကိုတခါလက်မှတ်ထပ်ဝယ်ပြီးတော့နှစ်ခုချိတ်ဆက်ပြီးတော့ transit အနေနဲ့ပဲဩစတြေးလျကိုဝင်လိုက်တဲ့တဘောမျိုးပေါ့အဲ့လိုမျိုးတော့ကြိုးစားကြည့်ရမှာပေါ့နိရနိုင်တယ်လို့တော့ပြောတာပေါ့ နောက်9နာရီဆိုရင်ဆရာတော်ကလင်းပေါ်တက်ရတော့လင်းထွက်တော့မှာ9နာရီခွဲရတဲ့အချိန်ဒီမှာတန်နိုင်တော့နောက်ဆုံးအခုမှတည်ရတဲ့အချိန်ကြီးပြောင်းလဲပေါ့အဲ့ဒါလေးတွေကိုရှင်းပြ ီဟိုနိုလူလူကပြင်းနံယောဂီတွေနေရတော့မိသားစုလိုဖြစ်သွားတော့လေဒီမှာတော့တရားရှင်းပြလို့လည်းကောင်းတယ်ကျမ်းမာရေးအတွက်လည်းကောင်းတော့ ရန်တန်ခီးစင်ရတဲ့လိုက်မဲ့လူက90လောက်တောင်ဖြစ်လိုက်ချင်တဲ့လူများတယ်ဗောနိရန်တန်မှာလည်းတရားတွေတော့ဟောပြမှာဗောနိဟန်ဝိုင်းကိုလည်း2023ဝါဆိုးတလို့ပဲဗောလူ90လောက်လိုက်ခွင့်ရအောင်တော့ကြိုးစားနေတာဗော ဟိုရောက်တော့လေပြဿနာပေါ့အဓိကဖြည့်ရှင်းပြရမှာစင်ကာပူမှာဆိုလဲကိုဆန်းဦးကကျမ်းမာရေးတိတ်မကောင်းအဲ့တော့သူ့အိမ်မှာပဲတည်ပြမှာပေါ့သူတို့လည်းကြတော့တကယ်လိုအပ်တဲ့အချိန်မှာဆရာတော်တရားနဲ့အနိကပ်ပြန်ပြီးတော့ တ်သက်တာပေါ့နော်ဆရာတို့တက်ကတော့လူမမာတွေဟောတယ်ဆိုတာကတော့လုံနေကြအလုပ်ပေါ့လေတရားနဲ့တရားကိုစေးဖြစ်နေကောင်းကောင်းသုံးတတ်တာယောဂီတွေလည်းပြန်တင်မိတာဒီမေခွန်းနေဖြစ်ရင်လည်းဒီလိုပဲလေတရားကို ေကွန်းနေဖြည့်နေအောင်သုံးချတာဘယ်လိုသုံးမှများရင်တော့သုံးတက်သွားတာပေါ့လေဟိုလက်တွေကောင်းမှုကုလိုတွေပြုလုပ်ခြင်းဆိုတော့ကုလိုရဲ့ဆွာကိုမိကွန်းနေကိုမေးတဲ့လူစိတ်ချနေမှုရအောင်ပေါ့ရှင်းလင်းအောင်ပေါ့ဖြည့်ရှင်းပေးတာပေါ့ပြရနာရှင်းလဲဒီကုလိုကောင်းမှုဆွာကိုပဲ ြဿနာတွေကိုဖြေရှင်းဖို့ပြည်လဲစီဖို့အသုံးချတော့သုံးမှများတော့လဲသုံးတတ်သွားတော့ဒီတရားကလည်းကုထုတရားကလည်းတကယ်စွမ်းတာပေါ့နော်ဒါနသီလဘာဝနာတရားတွေပေါ့လိုအပ်ချက်တွေဖြည့်တော့လဲဒါဝေးကြီးလို့ရဆိုလဲဒါ ီတရားကိုကုလိုကောင်းမှုအလုပ်တွေမပြတ်လုပ်ပြီးတော့ဒါတွေကိုငွေကြေးဖြစ်နေတုံးချတဲ့တဘောပေါ့လေကုလိုကတော့တရားကအရာရာပဲပေါ့လေမျိုးမျိုးပြောင်းပြီးတော့တုံးလို့ရတာ လည်းပြန်ကြရင်တော့ဒီဒီမှာဆက်နေတာပဲဖြစ်ဖြစ်တခြားပြောင်းတာပဲဖြစ်ဖြစ်အဲ့ဒါတော့ညှိပြီးတော့မှလုံလိုက်တော့ခြေနေကြည့်တော့ဒီကဒကာမတွေပြောပြပြီးတော့မှသူတို့ကစင်ပြေတယ်ဆိုလဲမနေ့ကမှောက်တခါပြည်စည်းတည်သွားပြီးတော့တွားလိုက်လဲရဒီကတော့နည်းနည်းလှမ်းလာတယ်မ သွားတာဒီကတော့ဟောပါလေ၃ဝက်ကြံခင်မှာဆိုတော့ဆရာလေးတို့ကဒီပြည်နယ်ယောဂီတရားဥစီမှာသွားနေလိုက်လဲရတာသူတို့ပဲပို့ပေးလိုက်ပြီးတော့ဒီကဆရာတော်ကြီးကလည်းပြန်มาပဲအဲ့ဒီပြန်มาဆိုဒီမှာလူကတော့သိမရှိတော့ ဒါတော့တရားအားကိုးပြီးတော့မှဖြစ်တဲ့အတိုင်းဖြစ်သွားတာပေါ့နော်ဆရာတော်အနေနဲ့ကတော့ဟိုသွားလို့ရရင်လည်းသွားမယ်အဲသွားလို့မရတဲ့သွားလို့ရတဲ့ရရင်သွားမယ်ရတဲ့အချိန်မှသွားမယ်အဲ့လိုမျိုးကနားလည်ပြီးတာလေလုံတိုင်းမဖြစ်ဘူးဆိုလည်းနားလည်ပြီးတာပေါ့နော်အကြောင်းတရားတွေကမျိုးမျိုးရှိတာအောင်ကိုတူးတည်းမဟုတ်ဘူးလေဒါကမြန်မာနိုင်ငံမြန်မာနိုင်ငံနာ passport နဲ့ပတ်သက်တဲ့ပြဿနာပေါ့ဒါကတော့တခြားအခု မေရိကန်ပတ်စပို့နဲ့ဆိုရင်ရကြတာပဲလေအဲ့လိုပေါ့ဂျပန်ဗီဇာလည်းအဲ့လိုပဲအွန်လိုင်းကနေတစ်ခါထပ်ရှောင်းအဲအကြောင်းလဲအောင်လင်းကတော့ဟိုမှာပြန်ပြီးတော့ဂျပန်ဗီဇာကိစ္စတွေသူဆက်လုပ်မှာပေါ့ဂျပန်ဗီဇာတော့အခုလိုအတွေ့အကြုံရှိထားတယ်ဆိုတော့တိတ်တော့မခက်ဘူးပါလေအွန်လိုင်းကပဲရနိုင်တဲ့နေထားတော့ရှိပါတယ်ဒါမဲ့လည်း တေချာဘောက်ပြောတော့တော့ခက်တယ်သူမှလည်းအကန့်တက်လေးတွေရှိတာပေါ့ဟုတ်လားဟိုဆရာတော်တော့ဒါသွားတင့်နေဆိုရင်သွားပေါ့သွားလို့သွားတင့်နေအချိန်ဆိုရင်သွားပေါ့နော်အချိန်မတန်နေရင်လည်းအဲသွားလို့မရဘူးပေါ့ဟိုရမရဘူးပဲအဓိကထားတာလေဘယ်ချိန်မှဘယ်နေရာမှဆိုတဲ့အကန့်တက်မထားဘူးပေါ့လေသွားလို့ရတဲ့ချိန်သွား သွားတင်လို့သွားတင်ရင်သွားလို့ရအဲ့လိုမျိုးဒီစိတ်ထဲမှာထားတာပေါ့အခုသွားလို့မရတယ်ဘူးဆိုလဲဒါမသွားတင်နေလို့ဒါမို့လဲတခြားပို့ပြီးတော့အရေးကြီးတဲ့သွားစရာနေရာတွေရှိနေလို့အများအားမရတာတော့မဟုတ်ဘူးလေသူကမရစရာလည်းမရှိဘူးချိန်တိုင်းတော့ရမှာပေါ့အဲ့လိုမျိုး ဘယ်လိုပဲဖြစ်ပေါ့လက်ခံနိုင်တယ်ပေါ့လေဒီလက်ခံနိုင်တော့အဆင်ပြေတာပေါ့ဒီမှာလဲတတ်နိုင်တော့ဝိုင်းလူကြတာနေပေါ့အဲ့လိုမျိုးအော်စီသွားမယ်ဆိုလဲအော်စီအတွက်လက်မှတ်ဖို့ပေါ့ဒီကယောဂီတွေပေါ့နော်ဟိုအတွက်လည်းလူကြတော့ဆရာလေးတွေပါလူတာပဲအော်စီသွားမယ်ဆိုတော့ ဆရာတော်ကတော့ဘယ်တော့သွားတရားရှင်းပြတရားဟောရတာတရားရှင်းပြရတာပြည့်တနာဖြည့်ရှင်းပေးရတာအဲမြင်နေရတွေပေါ့ဣဒ္ဓာအတွက်တင့်တော်တဲ့နေရာတွေပေါ့နိလိုက်ကြည့်ရတာအဲ့လိုပေါ့ဒါတော့လုံနေကြပါမလေးရှားလည်းမရောက်တာကြာပြီဆိုတော့မလေးရှားရိဒ္ဓာအတွက်တည်းပေါ့အဲ့ဒါတွေကိုတွားပြီးတော့ကြည့်ရအောင်ကြည့်ပြီးတော့လူလူပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပေးတာပေါ့နိ လေရင်ပေါ်မှာတော့သူကဆရာလေရင်ကဟိုပါလေဘတ်ဂျက်ဟဲ့ဖြစ်နေရပေါ့စားစားစရာတော့မပါဘူးဒီကနေပဲထည့်သွားတယ်အင်းစားကြောပါဘူးဟဲ့ဟိုလေရင်ပေါ်မှာစားစရာမကျွေးဘူးလို့လည်းပြောတာဆရာလေရင်ကဆရာဟုတ်တယ်စားစရာထည့်သွားတယ်သူဘတ်ဂျက်ဖြစ်နေတယ်ဒီကပဲထည့်သွားတယ်ပေါ့ဆရာတို့အခုတို့ ခါဆွဲနေဟိုနေမိနစ်ခါမိနစ်ခါလိုပဲချက်လို့ရတယ်ရတယ်မိနစ်ခါကျော်တာကျုံနေဟွန်းဒီနေ့ကိုဒီပြီးတော့ပေါ့တောင်းမှုဘုလိုပြရဖြိုးစင်းရောအဲ့ဒါလေးနေစိတ်လေးနေချက်ချက်ပဲလုပ်လိုက်ဆရာအရင်ဒီရောက်ကျလာတော့ဘူးနီအိတ်မီလေးပဲချက်ပြီးလာတတ်တတ်အိတ်ချက် သူရဲ့တေးတာလည်းမရှိဘူး။အဲ့ဒီကနည်းနည်းကြီးလာ။ဒီမရှိဘူး။ဘူးကြီးကတည်းကနည်းဒီစနေဘူးကြီးနဲ့ချက်ပြီးလိုက်တာ။ဆောဒါမဲ့ဟယ်လန်တို့လင်ကြတော့ဆက်ပြဟိုဒီလိုပါတော့အဆင်ပြေတယ်။ဟိုပဲလဲအဲ့တဘောပဲဖြစ်မှာ။သူကဒီ Jester ပဲလေ။ဒီလေမဲ့သူက budget airline နေဆိုတော့လင်ကကိုလျှော့ပေးထားတာပေါ့သူက။ ဘာမှမပေါ့လေမြေဖြစ်ဝယ်စားမောင်းစားရဲ့လေမြေတမဟူဆော့ဆော့ရောက်သွားတာဆရာတော့ကောင်းပါလေခါလေဟိုမှာခုဆရာကြီးပြောတာ27ရောက်ပါ22ရောက်ပါဆရာ27မိနစ်ဟယ်လန်တော့22နေ့လေတနားကြီး ဆရာတော်27မိနစ်အစောကြီး2နာရီခွဲအခုနဒီလိုတရိယာလေထိုင်နေမဲ့ကျွန်တော်ဆွာဆရာလို့လိုက်ဆရာကနန်ကိုမပြောသေးလေရှိဆရာပြန်မပြောချင်မပြောဘူးဒီမိနစ်ဟိုလိုက်တော့ဆက်နေမှာလည်းလည်းမာတော့ပဲအဲ့ထဲလေးချေပြီးအဲ့ထဲတော့တဘောပါအကုန်သူအင်္ဂလိပ်ဆွဲပါလို့ဘဘောလေးချေမိကြီးချေ၃နိုင်ပြီ ောက်ကြတယ်သူတို့ပြောမှာပြောရမယ်အင်းရအတွက်ကလည်းဘလိုလေးရှိရဝမ်းမမှာလည်းတွေ့ရတယ်လဲလဲရောနော်အဲအကောင့်နေဆိုရင်စင်ပြဲလာဆွဲသွားလို့ရနေချမ်းမန်းခံဒေါ်လာ80ကီလိုကီလိုဆန့်နေလေ80ကီလို ဲ့လေလောဆာကြည့်ကြည့်လဲဆန်နေအဲ့လိုတခုဒီနေ့ဆရာတော်တွေ့တယ်ဘင်းဘင်းလေးဟွာဟိုမှာလူတဲ့လဲပဲဘင်းနေချင်းအမေရိကန်မှာလူရလေဒီနာလူရဒါပေမဲ့သူ့ရဲ့ပိုတောက်တော့တရားတော့လေးလေးတေးသေးလေးဆိုရင်သူက60ဘင်းသေးတာ60စိုက်သေးတာဟိုကတော့ကြီးတာ80အဲ့ဒါတောင်းဝယ်လိုက်မလို့ဘောလုံးကဘယ်လိုစားချင်းနေဆရာပုံပို့လိုက်မယ်ဟောမြင်ပို့ လိုက်တကီလိုရာတယ်လေဗျာရာရီဆန်တော့ရာရီတောက်တော့ဟိုစပိန်နဲ့တော့ဆွဲသွားတယ်ခလေးနောက်မှာခလေးရေခလေးတွေပါတက်ထိုင်တယ်ဟုတ်ကဲ့အဲ့ဒီဟုတ်အဲ့လိုလဲမြို့ဒီရောက်တော့တော့ကီလိုလဲရတယ်ဆိုတော့ရာလောက်တော့အိန္ဒိယပဲအိန္ဒိယကပဲ3-3ပေါ့ဒီဆရာလည်းမဟုတ်ဘူးဆရာလေးဒီလိုမျိုးဆရာလေးပြန်နေတယ်ဒါပြောလိုက်ပြီးခေါ်လိုက် မြမလည်းလိုက်ချင်တယ်မြမမြမလည်းဆယ်ရုပ်လိုက်ချင်တယ်ဆရာလေးကမြင်းကပြီးရဲကျမတပြည့်ပါပေးရမယ်ဒီလိုက်ပါမယ်ဆရာတော်အစီအစဉ်ကိုပြီးလိုက်တဲ့အစားခံတဲ့ရေတော့ဝေတောက်ပြီဆရာဆရာတော်ဆရာတော်လို့ရတယ်ဆရာလေးဝိစာအွန်လိုင်းမှာရှိရယ်ကိုယ်တိုင်ဖုန်းမိလိုက်ခေ 老古里那呀，电视啊，每天唱那歌嘛，那是啊，二万三千多，是啊，光票爱个很多皮袄哎，我买啥新的？现在人们弄这啥呀？用？初中得改颜色皮。